အာရခတက်တော် AA နဲ့ဆက်နွယ်တယ်ဆိုတဲ့အကြောင်းပြချက် CRM လှုပ်ရှားမှုကို အပေးထောက်ခံတယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ရငုတ်တိုင်းရခိုင်တိုင်းသားရရဝန်ကြီးကိုစလေလောင်ဦးတင်ထူအောင်နဲ့အမျိုးသားလွှတ်တော်ကိုစလေလောင်ဦးကျော်သူရတို့ကိုကိုစလေအဖြစ်ကနေစစ်အုပ်စုခန့်ရွက်ပွဲကော်မရှင်ကရက်စဲခဲ့ပါတယ်။ ရန်ကုန်မှာရခိုင်တိုင်းသားဝင်ကြီးနေရာကဝင်ပြိုင်မဲ့ကိုစလေလောင်ဦးတစ်ထူအောင်ကိုအရခတက်တော်အေအေနဲ့ဆက်နွယ်ရဲဆိုပြီးကိုစလေလောင်အဖြစ်ပယ်ဖျက်ခဲ့တာလို့ဖြစ်စဉ်သိသူရခိုင်တိုင်းသားတယောက်က DPP ကိုပြောပါရတယ်။ဒါပြင် CDM လှုပ်ရှားမှုကို အပေးထောက်ခံတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ရန်ကုန်တိုင်းမြို့သားလွှတ်တော်မဲဆန္ဒနယ်တက်ကနေမဲအများဆုံးရသူအနာယူစနစ် FPDP ကဝင်ပြိုင်မဲ့ Labour Party ကအမျိုးသားလွှတ်တော်ကိုစလဲလောင်းဦးကျော်သူရခေါ်မမက်အာနီဆူရာမန်ကိုလည်းကိုစလဲလောင်းကနေရက်ဆက်ခံရတယ်လို့ရွက်ကွယ်ကော်မရှင်ရဲ့နှိစက်သူတယောက်က DPP ကိုပြောပါတယ်ကျက်ခါရေးပါတီဘက်ကသတင်းတောက်တွေကစစ်ဆေးဖို့မြင်မြန်ခဲ့တဲ့အတွက်သူတို့နှစ်ယောက်ကိုစစ်ဆေးအရေးယူခဲ့တာဖြစ်ပြီးပြည်သူ့ပါတီကကိုစလဲလောက်ဦးလွေမြင့်ကိုလည်းကိုစလဲအဖြစ်ကနေရက်ဆယ်ဖို့ကိစ္စဆီစစ်နေတယ်လို့သူကစက်ပြောပါတယ်ရှင်။